တနင်္ဂနွေနေ့မွေးဖွားသောမိတ်ဆွေများ၁၇ရက်၅လ၂၀25တနင်္ဂနွေနေ့ကနေပြီးတော့၁၈ရက်၅လ၂၀25စနေနေ့အထိတပတ်တာတနင်္ဂနွေနေ့မွေးဖွားသောမိတ်ဆွေရရဲ့တဲတော့ကနမိတ်ရဲ့သဘောက the sun ဆိုတဲ့ကပ်ပြားလေးရရှိပါတယ်အတပတ်တွင်မှာတနင်္ဂနွေနေ့မွေးဖွားသောမိတ်ဆွေများအလုပ်တစ်ခုစရလိမ့်မယ်ကောင်းသောစခြင်းဖြစ်တယ်ကျမ်းမာရေးကောင်းမယ်စီးပွားရေးကောင်းမယ် အိမ်တော်ကြီးအခြေလေကောင်းတဲ့ထဲမှာပါတယ်နောက်ပြီးတော့သားကောင်းယရနာသမီးကောင်းယရနာတွေအကျိုးပေးတဲ့ထဲမှာပါတယ်အဲ့တော့သားသမီးရှိတဲ့သူကလည်းကံကောင်းတယ်လို့ဆိုတဲ့ထဲမှာပါတယ်သားသမီးတွေကပတ်စံပို့တာတွေသားသမီးတွေကငွေတွေတန်းပြီးတော့လွှဲတာတွေကြုံမာလိုက်မယ်အဲ့တော့နမိတ်ကောင်းတဲ့အတွက်ကြောင့်မလို့တနင်္ဂနွေနေ့မွေးဖွားသောမိတ်ဆွေများထွ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 ဘာမှမလို့တပတ်အတွင်းထဲမှာ ကလေးတွေကိုပြောင်းထားပါတဲ့အိမ်နပ်ပတ်ချာလဲမှာရှိတဲ့ကလေးတွေကိုပြောင်းထားမယ်မုတ်လေးပေးဒါဆိုရင် တင်းငွေနေမှုဘာလို့မိတ်ဆွေများဘယ်လို့ပဲလို့လို့အောင်မြင်ပါလိမ့်မယ်အရေးကြီးတဲ့ကိစ္စတစ်ခုသွားမယ်လာမယ်ဆုံးဖြတ်မယ်ဆိုရင်တစ်သီးလေးတစ်ခုစားပြီးတော့ပြောအောင်မြင်ပါလိမ့်မယ်ကံကောင်းတဲ့အောင်ပါလိဒီနံပါတ်ကတစ်ကနန်၉ကနန်တစ်ခုကိုအပိုင်ကန်ပြီးတော့အောင်ပါလိဒီနံပါတ်ဖြစ်ဒီထို့ပါအဲ့တော့တပတ်တွင်းမှာတင်းငွေနေမှုဘာလို့မိတ်ဆွေများအားလုံးစူးစူးဝါးမရှိရတဲ့ကြောင့်မလို့ဘာပဲလို့လို့အောင်မြင်ချုံးမွေးကြပါစေလို့ကျွန်တော်ပိုင်ဟင်းကျော်ကဆုတောင်းပေးလိုက်ပါတယ်။ အကယ်၍ကျွန်တော်နဲ့ဘေးရင်မေးမယ်ဆိုရင်၄လုံး၅လုံး၈လုံးညှညံဘူးစောက KB ဝေးအဲ့ထဲမှာထည့်လို့ရပါတယ်ကျူတင်ငွေလွဲပြီးရင်နာမည်မူတဲ့ကိစ္စ Viber ဖွင့်ထားပါတယ်လမ်းပြီးပို့လို့ရပါတယ်အကယ်၍မအားရင်တော့ဟလာပြန်ပြီးတော့စကားမပြောနိုင်ဘူးပြန်မဖြေနိုင်ဘူးဆိုရင်တော့နားလေခွင့်လို့ပေးစီလို့ပါတယ်ခင်ဗျာတနင်္လာနေ့မူပါသောမိတ်ဆွေများအားလုံးမင်္ဂလာပါ 17ရက်5လ2025မှ18ရက်5လ2025တပတ်တွင် နောက်တပတ်စနေအထိပေါ်တနင်္ဂနွေနေ့ရနေပြီစနေအထိတပတ်တွင်တနင်္ဂနွေမွေးဖွားသောမိတ်ဆွေများရဲ့ကန့်ကြမ်းမှာတဲတော့ကပြောတာဒလဘာဒလဘာဆိုတော့ချစ်ချင်းမေတ္တာတွေကချစ်သူနှူးလို့ခေါ်တာပေါ့အဲ့တော့အခြေအကိစ္စမင်္ဂလာကိစ္စအလူကိစ္စတွေတနင်္ဂနွေမွေးဖွားသောမိတ်ဆွေများတပတ်တွင်အဆင်ပြေပါလိမ့်မယ်အလုတ်အပြောင်းလဲတွေကြုံမယ် နောက်ပြီးတော့ကောင်းသောပြောင်းလဲခြင်းကောင်းသောနေရာရမယ်အကြီးအကဲတွေကလည်းအခုကိုအခုညီထောက်ပံ့ပေးပါလိမ့်မယ်ငွေကန်ကောင်းမယ်အခြေခံကောင်းမယ်နောက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်သတိထားမှာတော့မိန်းကလေးနဲ့ပတ်သက်တဲ့ယောဂယောက်ျားလေးနဲ့ဆိုတဲ့ယောက်ျားလေးနဲ့ပတ်သက်တဲ့ယောဂဒါလေးတော့နည်းငယ်ကယူဆစီလို့ပါလေကြံတဲ့အညံ့ခိုက်တော့အလောက်ကြီးစူးစူးဝါးဝါးကြီးမရှိပါဘူးအဲ့တော့ဒီမှာတော့ကျွန်တော်တို့ဟလာ လူမှုရေးကံကောင်းမယ်စီးပွားရေးကံကောင်းမယ်ငွေနှလန်းဝင်မယ်ဆိုတဲ့တပတ်ကိုဖြတ်နေပါဘာပဲလုပ်လို့အရေးကြီးတဲ့ကိစ္စပြောစရာဆိုစရာရှိတယ်ဆိုရင်နွားနို့လေးတစ်ခွက်တောက်ပြီးမှသွားပြောသွားလို့ပို့ပြီးတော့အောင်မြင်ပါလိမ့်မယ်ကံကောင်းမဲ့အောင်ပါလိထီနံပါတ်ထီထိုးခြင်းနဲ့ကန်ဆန်းခြင်းနဲ့ဆိုရင်6တလုံးတည်းကိုအပိုင်ကင်ပြီးတော့ကံကောင်းမဲ့အောင်ပါလိထီနံပါတ်ဖြင့်ထီထိုးပါ အဲ့တော့ဒီလနေမူပါသောမိတ်ဆွေများကျွန်တော်နဲ့ဓာတ်ရိုက်ပေးနေမိမယ်ဆိုရင်၄၃လုံး၅၃လုံး၈၃ညာ2ဘိုင်ဘာဖွင့်ထားတဲ့ KB ဝိမာန်ကြီးဖွင့်ထားတဲ့ဂျူဒင်ငွေလွဲပြီးရင်မူသကရစ်တွေကိုဘိုင်ဘာနေပို့အားရင်ကျွန်တော်ဟောပြပါမယ်အကယ်၍မအားလို့ပြန်ပြီးမပြောဖြစ်ဘူးဆိုရင်နားလဲခွင့်လို့ပြီးစီလိုပါတယ်လို့ပြောရင်တင်းလာနေမူပါသောမိတ်ဆွေများအားလုံးတပတ်အတွင်းအေးချမ်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ7ရက်9လ2025တနင်္ဂနွေနေ့ရက်နေပြီးတော့တပတ်တွင်နောက်တစ်ပတ်စနေအထိ18ရက်9လ2025စနေအထိအင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများရဲ့တဲတော့ကပြောတဲ့ကံကြမ္မာလေးကြည်ပါမယ်အဲတဲတော့ရဲ့နမိတ်ကတော့အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများတပတ်အတွင်းမှာတဲ့အနေနဲ့သတိထားရလိမ့်မယ်မမျော်လင့်မဲနဲ့ကြုံတတ်တယ် ရုတ်တရက်ဖြစ်လာတဲ့အကြောင်းတရားကြီးပေါ်လာတတ်တာဗောနော်ထင်မှားမင်းနဲ့ကောင်းတယ်နဲ့ဆိုတာဆိုတော့အစိုးဘက်မှာနည်းနည်းရှိနေပါတယ်တစီ6တကဲ့သူတဲ့ဆိုတော့တစီ6တကဲ့သူဘာမှမဟုတ်တဲ့ကိစ္စလေးတွေကနေကြီးထွားသွားတတ်တယ်လို့နားလဲပါအဲ့တော့ပြောချင်တာကတော့အခြေခံအိမ်တော်ကြီးကအနေငယ်ညံ့မယ်သားသမီးကလည်းညံ့မယ်ငွေကြီးကလည်းညံ့မယ်ပတ်စံနေထွက်တတ်တယ်ဆိုတဲ့အထဲမှာပါတာဗောနော်ဆိုတော့အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများဘာပဲလုပ်လို့အရေးကြီးတဲ့ကိစ္စ ပြောမယ်ဆိုမယ်ဆိုရင်အုံးရီလေးနဲ့တောက်ပြီးမှတွားပြောအောင်မြင်ပါလိမ့်မယ်ထီထိုးကန်စမ်းမယ်နော်ကိုကကန်လဲဟာအားတာတဲ့ကန်အားတာတော့ထီနံပါတ်ကတော့1နဲ့ခွန်နှလုံးထဲမှာတစ်လုံးလုံးကိုအပိုင်ခံပြီးတော့ကန်ကောင်းမဲ့အောင်ပါလိထီနံပါတ်ဖြစ်ထီတို့ပါကျွန်တော်နဲ့ဗီဒီယိုမေးမြန်းမယ်ဆိုရင်၄လုံး၅လုံး၈ညာ2ဖုန်းနံပါတ်မှာ KB Weight Money ဖွင့်ထားပြီးတယ်ဘိုင်ဘာလည်းဖွင့်ထားတယ်ဓာတ်ရိုက်မေးလို့ရပါတယ် တန်နဲ့ဟောရင်ဟောမယ်။ဟိုစာလည်းပို့ရင်ပို့ပေးပါမယ်။အဲ့တော့မအားလို့ဟလာဒီပြန်ပြီးတော့မဖြေဘူးဆိုလို့ရှိရင်လည်းနားလေခွင့်လို့ပေးစီလို့ပါတယ်။အင်္ဂါနေ့မူဘာတော့မိတ်ဆွေများအားလုံးဟလာအခက်ခဲတွေဘယ်လောက်ကြီးပဲရှိရှိကပ်ပြားကတော့အခက်ခဲရှိတယ်အားလုံးအဲ့ဒီအခက်ခဲကိုကြော်လန်းလွတ်မြောက်နိုင်ပါစေလို့ကျွန်တော်ပိုင်းကြော်ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ဗုဒ္ဓနေ့မူဘာတော့မိတ်ဆွေများအားလုံးမင်္ဂလာပါ။ ုတ်ထူးနဲ့မွေးဖွားသောမိတ်ဆွေများရဲ့တဲတော့ကပြောသောတင်တို့ရဲ့ကံကြမ္မာ17ရက်5လ2025ကနေ18ရက်5လ2025เนาะတနင်းတနင်းကလေးနေ့ကနေစနေတိတပတ်တာပေါ့ justice တဲတော့ကက justice ဆိုတာမျှတခြင်းကိုဆိုတာပါချိန်ဝင်ကြင်ထားတယ်အဲ့တော့ဒီဗုဒ္ဓနဲ့မွေးဖွားသောမိတ်ဆွေများမျှမျှတတာ ညီညီညွတ်ညွတ်လုပ်ရင်အားလုံးအောင်မြင်မယ်ဆိုတဲ့ကပ်ပြားမျိုး ဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီကာလမှာလောဘမကြီးပါနဲ့သူတို့ဘာအပေါ်ကိုဘောကောင်းတဲ့စိတ်မွေးပြီးမှလုပ်ရင်တော့အားလုံးအောင်မြင်ပါလိမ့်မယ်။ဒီလိုမဟုတ်ဘူးဆိုရင်တော့ဒီကပ်ပြားပြောင်းပြန်ဖြစ်သွားလိမ့်မယ်။ကိုကမကောင်းမှုဆိုရင်ဒီရောက်ကိုရှိကိုမကောင်းတာဒီရောက်ပြန်လာမယ်ဆိုတဲ့နမိတ်မျိုး။အဲ့တော့ဒီကပ်ပြားရဲ့နမိတ်ကတော့မိသားစုအိမ်တွေအားလုံးအဆင်ပြေမယ်။အိမ်တော်ရဲ့အခြေအနေအားလုံးအဆင်ပြေမယ်။ငွေကန်ကောင်းမယ်။ ်တို့အရေးကြီးတဲ့ကိစ္စပြောမယ်ဆိုမယ်ဆိုရင်ဇီးသီးတို့ဇီးဖြော်ရီတို့တောက်ပြီးမှကိုပြောမယ်ကိစ္စတော့ပြောအောင်မြင်တယ်တပတ်တွင်မှာကံကောင်းမဲ့အောင်ပါလေဒီနံပါတ်ကိုရွေးချယ်မယ်ဆိုရင်1တလုံးထဲကိုအပိုင်ကန်ပြီးတော့ကံကောင်းမဲ့အောင်ပါလေဒီနံပါတ်ပြည့်ဒီလိုပါဗုဒ္ဓနည်းမူပေါင်းသောမိတ်ဆွေများအားလုံးကျွန်တော်နဲ့ဓာတ်ရိုက်ပေးရင်မေးမယ်ဆိုရင်၄၃လုံး၅လုံး၈၃ည2ကေဘေးဝိမာန်ကြီးကိုဖွင့်ထားပါတယ်အားရင်ကျွန်တော်ဖြည့်ပေးပါမယ် ညံပူဇော်ကတော့တထောင်ခွဲဖြစ်ပါတယ်အဲ့တော့ဆိုလိုချင်တာကမအားလို့ကျွန်တော်ပြန်မပြေနိုင်လဲခွင့်လွတ်နားလဲပါလို့တခါလေးပြောပြစီဗုဒ္ဓနေ့မွေးဖွားသောမိတ်ဆွေများအားလုံးအေးအေးချမ်းချမ်းဖြင့်တပတ်တာကိုဖြတ်သန်းနိုင်ပါစေဗျာကျသာပတိနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ17လ2025တနင်္ဂနွေနေ့ကနေပြီးတော့18လ2025စနေတိတပတ်တာတဲတော့ကပြောတော့တင်လို့ရဲ့ ကြံကြမှာတဲတော့ကဘာပြောလဲဆိုတော့ the hermit ဆိုတော့ပုံနွားပကုံးဆိုတော့ကန့်နေကြတယ်ဆိုတော့တပတ်တွင်မှာနည်းနည်းအခက်ခဲတွေအများကြီးကြုံမယ်အကြက်တဲလေးတွေအများကြီးကြုံမယ်ဟိုလှုပ်ချင်တဲ့ဆန္ဒတွေဖြစ်ချင်တဲ့ဆန္ဒတွေကနည်းနည်းတော့များတယ်မဖြစ်သေးတာပေါ့အဲ့တော့ဒါတွေကကျွန်တော်ဆိုလိုချင်တာတပတ်တွင်မှာတော့အဆင်မပြေဘူးခက်ခဲတယ်ဒါပေမဲ့တစ်ချိန်နောက်ပိုင်းပြန်ပြီးတော့ကောင်းလာမယ်ဆိုတဲ့နှမိတ်မျိုးပြောဆိုလိုချင်းဖြစ်ပါတယ်အဲ့တော့ ီကပ်ပြားရဲ့နမိတ်ကတော့ငွေကြေးကံအားနည်းမယ်အခြေကံအားနည်းမယ်နောက်ပြီးတော့တက်ကြီးရွယ်ဆိုရင်ကျမ်းမာရေးကယူဆရမယ်အိမ်တော်ကြီးနဲ့ပတ်သက်လဲဟလာအိမ်နှင်းအိမ်ပူအိမ်ပူအိမ်စုဖြစ်တယ်ဆိုတဲ့ဂိမ်းမျိုးတွေမှာပါတယ်အဲ့တော့ဒီလိုဂိမ်းမျိုးမှာဘာပဲလုပ်လို့ကြာသာပတိနေမွေဖွားသောမိတ်ဆွေများဘယ်ကိစ္စပဲဖြစ်ဖြစ်အရေးကြီးတဲ့ကဆုံးဖြတ်တော့မယ်ဆိုရင်ဇီရီတဆူဆူဖျားတဆူမှာရေပြင်းများလှူပေးမယ် ရေသက်ပယ်ပြီးမယ်ဒါဆိုလို့ရှိရင်ဂျာတာရင်းနေမှုပေါ်မိတ်ဆွေများကိုပြည့်ကျင်တဲ့ဆန္ဒဖြစ်ပါလိမ့်မယ်အခက်ခဲတွေရှိတယ်ဒါပေမဲ့စိတ်မညစ်ပါနဲ့ကံကောင်းမဲ့အောင်ပါလီဌီနံဘက်ကတော့ကိုးတလုံးတည်းကိုအပိုင်ခံပြီးတော့ကံကောင်းမဲ့အောင်ပါလီဌီနံဘက်ပြည့်ထီထိုးပါအဲ့တော့ဒီအိမ်ဖျားမှာဆိုလို့ရှိရင်ကျွန်တော်တို့စပယ်ပန်းဆိုလို့ရှိရင်လဲကိုးကုန်းနော်တပြည်ညွတ်ဆိုလို့ရှိရင်လဲကိုးညွတ်ဖျားလူချင်းအားဖြင့်လဲကြာသာပတိနေမူပါတော့မိတ်ဆွေများအားလုံးအဆင်ပြေချုံးမိပါလိမ့်မယ် ကျွန်တော်နဲ့ဓာတ်ရိုက်ပေးရင်မေးမယ်ဆိုရင်၄လုံး၅တလုံး၈၃ညာ2 KB ဝိခါရထည့်ထားပါတယ်ညံပူဇော်ကတယောက်ကို1000ခွဲယူပါတယ်အဲ့တော့ဟို Viber ဖွင့်ထားတော့ဒီကြောင့်မလို့ mood credit တွေပါပို့ပေးလို့ရတယ်တကယ်လို့ပြန်မဖြေဖြစ်ရင်လည်းပြန်မဖြေထားတာဆိုလို့ရှိရင်လည်းနားလေခွင့်လို့ပေးစီလို့ပါတယ်အဲ့တော့ကြာသာပြီးနေမူပါတော့မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများစွာ ဖြင့်တပတ်တာကိုဖြတ်သန်းနိုင်ပါစေဗျာ ောက်ကြနေမူပါသောမိတ်ဆွေများအားလုံးမင်္ဂလာပါစက်တရက်9လ2025စနေတနင်္ဂနွေနေ့ကနေပြီးတော့18ရက်9လ2025စနေအထိတပတ်တာတောက်ကြနေမူပါသောမိတ်ဆွေများရဲ့တဲတော့ကပြောတဲ့ကံကြမ္မာတဲတော့ကမျောစင်လို့ခေါ်တယ်တတာဝါဆိုတော့မျောစင်အဲ့တော့တောက်ကြနေမူပါသောမိတ်ဆွေရဲ့နမိတ်ကစူးစမ်းပြီးမှပြန်ကြသွားတာမျိုး စဉ်းစားထားပြီးတော့ဖြစ်တော့မယ်ဖြစ်တော့မယ်လို့ယူရထားမှပြန်ကြသွားတာမျိုးဖြစ်တတ်တယ်ဒါလေးတော့ထူးသတိထားစီလိုပါတယ်အဲ့တော့လောက်ကြံနေမူပေါ်သောမိစေများငွေကြီးကံအားညံ့နေတပတ်အတွင်းမှာအလုတ်ကံအားညံ့နေအခြေကံအိမ်တော်ကြီးကံလည်းအနေငယ်ညံ့နေဘာမှုတဲ့ကိစ္စလေးတွေနဲ့စကားများတာလေးတွေကြုံတတ်တယ်ဒါကဆိုရင်ရမယ့်အထက်မှာတော့မပါဘူးဒါပေမဲ့ကြီးကြီးမားမားမဖြစ်ဘူးထိမ့်ပါလို့ပဲပြောချင်ပါတယ်တပတ်အတွင်းမှာအဲ့တော့ကံကောင်းမဲ့အောင်ပါလေဌီနံဘက်ကတော့ ခုနှစ်တလုံးလဲပိုင်ကန်ပြီးတော့ကံကောင်းမဲ့အောင်ပါလေထီနံပါတ်ပြထီထိုးပါဘာပဲလုပ်လို့ကိုလုပ်တဲ့အလုပ်အောင်မြင်မယ်ဆိုရင်အရေးကြီးတဲ့ကိစ္စပြောမယ်ဆိုမယ်ဆိုရင်လမှုကလေးစာပြီးမှသွားပြောအောင်မြင်ပါလိမ့်မယ်အဲ့တော့ဒီတောက်ကြံနေမူပါသောမိစေများဒီကျွန်တော်နဲ့ဓာတ်ရိုက်ဗေးရင်မိမယ်ဆိုရင်၄လုံး၅လုံး၈၃ည၂ KB ဝေမန်နီဖွင့်ထားပါတယ်ညံမှုစောက1000ဝဲဖြစ်ပါတယ်အဲ့တော့ဘိုင်ဘာကနေပြီးတော့လည်းအဲ့ခုကျွန်တော်ပြောတဲ့ဖုန်းနံပါတ်မှာ စာလေးလမ်းပို့လိုက်ပေါ့နာမည်တို့မူတက်လေးတို့အားရင်ဖြည့်ပေးပါမယ်မအားရင်တော့ဟလာနားလေခွင့်လို့ပြီးစီလို့ပါတယ်။တောက်ချန်နေမွေးဖောက်တော့မိတ်ဆွေများတပတ်အတွင်းမှာအေးအေးချမ်းချမ်းနဲ့အောင်အောင်မြင်မြင်နဲ့ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။စနေနေ့မွေးဖောက်တော့မိတ်ဆွေများအားလုံးမင်္ဂလာပါ။စတိရ9လ2025တနင်္ဂနွေနေ့ကနေ18ရက်9လ2025စနေနေ့ဒီတပတ်တာ စနေနေ့မွေးဖွားသောမိတ်ဆွေများရဲ့ကံကြမ္မာတဲတော့ကပြောတဲ့ကံကြမ္မာ the wheel for john နဲ့ကံကြမ္မာလှဲပင်နဲ့ဆိုတော့တပတ်တွင်းမှာစနေနေ့မွေးဖွားသောမိတ်ဆွေများလုံမယ်လို့ယူရထားတာပြန်ဖြစ်မယ်ဟိုတစ်ချိန်လုံးကကြိုးစားထားတဲ့အရာတွေပြန်ပြီးတော့အောင်မြင်လာမယ်အသီးပွင့်ကိုဒီတပတ်တွင်းမှာစားရမယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ငွေကြီးကံကောင်းမယ်အခြေကံကောင်းမယ်အလုတ်ကံကောင်းမယ်အွှေ့ပြောင်းကောင်းမယ်နေရာကောင်းတဲ့နေရာကိုရမယ် ဲ့တော့ထီထိုးကန်စမ်းမယ်ဆိုရင်တင့်နဲ့တုံညတလုံးလုံးကိုအပိုင်ကင်ပြီးတော့ပါရမယ်ပေါ့ဗျာကြိုက်တာကြိုက်တဲ့နံပါတ်ကိုအပိုင်ကင်ပြီးတော့အောင်ပါလီထီနံပါတ်ပြေကန်ကောင်းတဲ့နံပါတ်ပြေရွေးချယ်ပါတပတ်အတွင်းမှာဘယ်ကိစ္စပဲဖြစ်ဖြစ်စကားပြောအောင်မြင်နေတယ်ဆိုရင်အရေးကြီးတဲ့ကိစ္စစကားတော့မယ်ဆိုရင်ပေါင်မုတ်ကလေးစားပြီးမှသွားပြောရင်စနေနေ့မျိုးပေါ်တော့မိတ်ဆွေများတပတ်တွင်ပို့ပြီးတော့ထူကြပါလိမ့်မယ်အဲ့တော့ပြောချင်တာကတော့စနေနေ့မျိုးပေါ်တော့မိတ်ဆွေများတော့ဒီတပတ်တွင်မှာ အထူးပြောစရာမလိုကံကောင်းနေပါတယ်လို့ပဲဆိုချင်ပါတယ်ကျွန်တော်လည်းဓာတ်ရိုက်ပေးနေမိမယ်ဆိုရင်၄၃လုံး၅၃လုံး၈၃၂နှစ်ဘိုင်ဘာဖွင့်ထားတယ် KB ဝင်မန်ကြီးဖွင့်ထားတယ်ညံဘူးစောကတပေါင်းခွဲယူပါတယ်အားရင်ဖြေပေးမယ်မအားလို့ကျွန်တော်ပြန်မဖြေရင်လည်းနားလေခွင့်လို့ပေးစီလို့ပါတယ်စနေနေ့မိုးဟောသောမိတ်ဆွေများတပတ်တွင်အေးချမ်းပါစေတာယာပါစေအောင်မြင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ